မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတမူးခရိုင်တို့မှာစစ်ရေးတာဝန်ထမ်းဆောင်ပြီးပြန်လာတဲ့ Burma Liberation Democratic Front BLDF ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးကတပ်ဖွဲ့ဝင်တွေကိုဒေသခံတွေကကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။မေလ20ရက်မနက်ပိုင်းမှာစကိုင်းတိုင်းရှိတေးရွာနေရာကဒေသခံ200ကျော်လောက်ကတပြေးပန်းစားတောက်စရာတွေနဲ့ကြိုဆိုခဲ့ကြတာလို့ BLDF ရဲ့ဗဟုကော်မတီဝင်စီရေးတာဝန်ခံကပြောပါတယ်။ဟုတ်ကဲ့သူတို့အနေနဲ့တော့ဒီဆက်စင်ကြီးပြန်လာတဲ့ရဲဘော်တွေပေါ်မှာဂုဏ်ယူဝမ်းမြောက်တဲ့အနေနဲ့ပေါ့နော်ဒီဟွာ မှန်တတနဲ့ကြိုဆိုကြတာပေါ့ကျွန်တော်လည်းဟိုဘက်ကဒီစီရေးအတွေ့အကြုံတွေတကယ်လက်တွဲခဲ့ရတဲ့မဟာမိတ်အဖွဲ့အစည်းတွေရဲ့ဒီကုကဲမှုတွေနဲ့စီရေးအတွေ့အကြုံတွေကောင်းကောင်းရခဲ့တာဆိုတော့ကျွန်တော်လည်းဒီဘက်ကိုပြန်ပြီးအလုပ်လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်လာတယ်။တော့ဖြစ်ဖြစ်ရတဲ့ကျွန်တော်တို့ဟိုပါ6လပါ6လတာဝန်ထမ်းဆောင်ခဲ့ပါတယ်ကြာဟုတ်။နောက်လဲဆက်ပြီးတော့ဒီဆက်ပြီးတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့ဆောင်ရွက်ဖို့အားရှိပါတယ်ခင်ဗျာ။အတွေ့အကြုံကတော့ကျွန်တော်တို့ဒါကတော့ ်စည်းပိုင်းဆိုင်ရာဖြစ်တဲ့အတွက်ကျွန်တော်တို့ကျန်တဲ့ဒီကျွန်တော်နဲ့လက်တွဲပြီးဆောင်ရတဲ့မဟာမိတ်ဖွဲ့စည်းရလည်းတချို့ထုတ်ပြန်နေတာထုတ်ပြန်နေတချို့မထုတ်ပြန်နေတာမထုတ်ပြန်တာဖြစ်တဲ့အတွက်ကျွန်တော်လည်းတချို့ဟာပြောလို့မရပါဘူးဗျာအဲ့ဒီတပ်ဖွဲ့ဝင်တွေဟာမန္တလေး PDF ရဲ့ကုကဲမှုနဲ့အတူ6လကြာရှမ်းမဲစစ်စင်ရေးကနေပြန်လာသူတွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရအမတ်တစ်စစ်ဒေသရဲ့ကုကဲမှုနဲ့တမူးဒေသတွင်စစ်ရေးတာဝန်ထမ်းဆောင်ပြီးပြန်လာကြသူတွေဖြစ်ပါတယ် ရှမ်းမတ်စစ်စင်ရေးနဲ့တမူးခရိုင်စစ်စင်ရေးအတွင်း BLDF အဖွဲ့မှတော်လှန်ရေးတပ်ဖွဲ့ဝင်၄ဦးကြာဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းသိရပါဗျာ။